အောင်တော်သွေးကြောပေါ့လို့ခွဲတယ်ဆိုပြီးတော့တဲ့ခွဲကနဲ့ခေါ်သွားတော့တဲ့ပြန်ထွက်လာတော့တဲ့ဂရုံးကြီးဖြစ်နေတာတော့တဲ့ငါမှသပင်းနေပြန်ထားပါရဲ့ငါမပြောပြန်ထွက်လာတော့ဂရုံးကြီးမှဖြစ်နော်ကျွန်တော်ပါဘူးတဲ့လူနာဆောင်နေရအတင်းပြောနေကြတာသူကနဲ့သူတို့စုဖွဲ့ပြီးတဲ့အခါကျတော့ကိုကအဲ့တုန်းကအလုတ်တင်ဆရာဝန်ဘောကဖြားနာယုံမှာကြာနေတာလုတ်တင်ဆရာမန်းလေးပြည်သူစေယုံကြီးမှာ အဲ့ကူကချင်းမောင်းစားချင်းလို့ဆိုပြီးမရောမလဲနဲ့အဲ့ဒီနားလေးမှာသွားပြီးထိုင်စားတယ်ကို့ကိုဆရာဝန်မလည်းမသိဘူးသူတို့ကနော်အဲ့အဲ့ဘေးအပေါ်ထက်ကနေမှာပေါ့အပေါ်ထက်ကအုံနောက်နဲ့အာရုံကျော်ခွဲစိတ်ရှိတာဟုတ်မှုဘက်အချမ်းကြတော့အပေါ်ထက်အဟုတ်ဘက်အချမ်းကြတော့မွေးကင်းစားကလေးဆောင်ရှိတယ်လေနော်ဟိုအပေါ်ထက်ဒုတိယထက်ကြတော့ဒီခွဲစိတ်ဆောင်တင်ရှိတာဟုတ်အဲ့အဲ့ဒီဟာလူနာဆောင်နေမှာပေါ့သူတို့ချင်းချင်းစုပြီးအောက်မှာထိုင်ပြစကားပြောနေကြအဲ့ ဟိုအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ကအမားတယောက်ကပြောနေအမလီရငါတို့အုံနောက်နဲ့အာယုံကျော်ခွဲစိတ်ကဆရာဝန်တွေများအေလွန်လွန်းနေတဲ့အမလီရငါအမအေးတဲ့သဘင်ညအရှိကြီးပဲတဲ့ဒူကောင်းတီရောက်တာအဲအုံနောက်သွေးကျော်ပေါက်လို့ခွဲတယ်ဆိုပြီးတော့တဲ့ခွဲကန်းနဲ့ခေါ်သွားတော့တဲ့ပြန်ထွက်လာတော့တဲ့ဂရုံးကြီးဖြစ်နေတာတော့တဲ့ငါအမသဘင်နေဖြိတ်ထားပါအေးတဲ့ငါမပြောပြန်ထွက်လာတော့ဂရုံးကြီးမှာဖြစ်နော်ကျွန်တော်ပါဘူးတဲ့ ဟဲ့အုံနောက်ခွဲစိတ်ပါလဲဆိုမှဇပင်းနေပါမလားလို့။အော်အဲ့ဒါပြီးတော့နောက်တစ်ယောက်ကဟိုဇပင်းနေဖြဲ့ဥထားတာတို့ကမကြည်မနဲ့တွေဖြစ်။ဟိုမွေးကင်းစားတယောက်ကလည်းအမလီတဲ့ငါတို့မွေးကင်းစားကလည်းပိုဆိုးတယ်တဲ့။အဲ့ဒီကဆရာဝန်တွေအကျဉ်းတရားကိုမရှိပါဘူးခဲ့တဲ့။ကလေးတွေကလေးတွေအများကြီးပဲတဲ့ဓာတ်တွေกินထားကြ။ကလေးရအသားဝါလို့မိချောင်းပြထားတာအဲ့ဒါဓာတ်กินထားတာဆို ကိုအချင်းမောင်စားရင်းနဲ့ရည်ချင်းနဲ့သူတို့ပြောတဲ့ဟာတွေကိုအဲ့ဒါကိုခွဲစိတ်ဆောင်တယောက်ကလည်းအေးအေးတဲ့ငါလည်းတော့ပြောရအောင်မယ်တော့တဲ့အလုပ်တင်ဆရာဝန်လေးတွေအားအေးတဲ့ဘာမှမတက်ပါဘူးတဲ့မတိပဲနဲ့ရှောက်လုံနေကြတာနေမှာပါတဲ့အဲ့ဒါအစာရင်သွေးကြောပေါက်လို့တဲ့နှာခေါင်းထဲဟိုတော့တဲ့စီးပိုက်ကြီးတဲ့ဟိုဆိုးကော အချင်းမောင်စာရင်းနဲ့မနေနိုင်တော့ရည်ကျင်လာနဲ့အဲ့နဲ့ထားပြေးပြီးတော့အဲ့ကိုဖျားနာဆောင်ကိုပြန်လာရတယ်လူနာတွေများမလွယ်ဘူးเนาะအဲ့မှာအတင်းနေချနေကြတာအဲ့ဒီမှာစုပွဲပြီးတော့ကျလူနာဆောင်တွေမှာအများကြီးပဲသူတို့ထင်ရမိရတယ်ချက်ပြောနေကြတာပေါ့ bye 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 ို့မန္တလေးကဥပိန်တရာကိုတဲ့เนาะအစအနေအဆုံးထိဒီတမီစာချစ်သူစုံတွဲနှစ်ယောက်ကလက်ချင်းချိတ်ပြီးတော့เนาะဒီဘက်အစတရာအစအနေဟိုဘက်တရာအဆုံးထိရှောက်လို့ရှင်နဲ့အဲ့ဒီတမီစာနှစ်ယောက်ကညာတယ်တဲ့အဲ့ဘသူကပြောလိုက်တာတော့ငါတို့ကမန္တလေးသားတွေပါအဲ့တော့ကိုချစ်တဲ့သူနဲ့တစ်ခေါက်မဟုတ်ဘူးအခေါက်20လောက် အဲ့လိုလားဆိုလို့ရှင်အတွဲတိုင်းကမန္တလေးကိုသွားပြီးတော့ဖျက်ရှောင်နေကြပါဘူးဦးဝင်ရသားကြီးတောက်ဘူးတဲ့အချိန်တန်တော့လည်းပြတ်တာပါပဲဟုတ်တယ်အဲ့ဒါဂျင်းတော့อืมမော်ဒော်ဘီဂယ်ရရဲ့အရင်ဘဝနော်သူတို့တွေအရင်ဘဝဘလူတွေဖြစ်ခဲ့ကြတာလဲဆိုတဲ့ဟာကိုပြောပြမယ်ဟုတ်ချင်လဲဟုတ်မှာပေါ့ကွာဟုတ်ချင်မှလဲဟုတ်မှာပေါ့ပုံပြင်ဆိုတဲ့ခါကြတော့ဟာတာအနေနဲ့ပြောတော့တကယ်မဟုတ်ဘူးမော်ဒော်ဘီဂယ်ဒီဘက်တော့လှည့်လာတယ် လမ်းပေါ်မှာညဦးပါခွေးလေးခွေးလွန်းလေးတွေပေါ့ကွယ်တို့အဘရုနော်ဟိုတော်တလင်းလာရောက်တဲ့ခါမိတ်လိုက်စော်ကစားပြေးလွားပြီးတော့ကလေးကျတော့အဲ့ခွေးလေးတွေကိုလေစိုင်းကယ်ရီကားတွေကလမ်းမပေါ်တွင်တိုက်ရိုက်သွားပြီးခွေးလေးတွေကမသိမရှင်းလေးတွေလမ်းမပေါ်မှာဖြစ်နေကြတာနော်အဲ့ဒီအချိန်မှာခွေးလေးတွေကတော့မသိမရှင်းလေးတွေနဲ့ဖြစ်ပြီးတော့သူတို့ကနေပြီးဆူတောင်းခဲ့ကြတာပေါ့ ငါတို့တွေမှာတဲ့အပြစ်မရှိဘူးပေါ့နော်ငါတို့ဟာငါတို့ပြေးလွှားဆော့ကစားနေတာဒီကားတွေဆိုင်ကယ်တွေရတဲ့ငါတို့ကိုတိုက်သွားလို့ငါတို့ခုသေးရတော့မှာတဲ့အဲ့တော့ကြာငါတို့လုံးဝမချေနပ်ဘူးတဲ့ဒီကားတွေဆိုင်ကယ်တွေဟုတ်တယ်အဲ့တော့ငါတို့နောင်ဘဝများတဲ့လူဖြစ်ခဲ့လို့ရှင်တဲ့နော်ဒီကားတွေဆိုင်ကယ်တွေကိုနိုင်စားတဲ့သူဖြစ်ပါရစေဆိုပြီးတော့သူတို့ကစူတောင်းပြီးတော့အဲ့မှာလမ်းမပေါ်တင်တော်ကေးသွားကြသေးသွားကြတာပေါ့ကွယ်နော် အလုံးနဲ့အဲ့ခွေးလေးတွေကနော်နောင်ဘဝရောက်တဲ့အခါကျတော့ဘာတွေဖြစ်ကြလဲဆိုတော့မော်တော်ဘီကရီလာဖြစ်ကြလာအဲ့ကြောင့်လေကားတွေဆိုင်ကလေးကနော်အဲ့မော်တော်ဘီကရီကိုမြင်လိုက်ပြီဆိုတာနဲ့အဝေးကနေမြင်လိုက်တာနဲ့ကိုကြောက်လန့်ကုန်ကြတာတဲ့အဲ့ခုကြည့်နေလူတွေမှာမော်တော်ဘီကရီပိုင်တော့စိတ်မကောင်းပါဘူးလို့ အကြောင်းလို့နော်မော်တော်ဘီကရီရဲ့အရင်ဘဝကအဲ့လိုမျိုးတွေဖြစ်ခဲ့တာဟုတ်တယ်သူပြောသလိုဖြစ်နိုင်တယ်နော်ကားတွေဆိုင်ကတွေကသူတို့မြင်လိုက်တာနဲ့ကိုကြောက်လန့်နေတာအဲ့ဒါအကြောင်းမသိဘူးနော်ဟုတ်လေမဟုတ်လေတော့မသိဘူးကိုဆူတောင်းနေပြည့်ရလို့ပြောရမှာလား